မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ General Knowledge Channel ကနေထပ်မံကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတင်ပြပေးမှာကတော့ထူးခြားစမ်းကြယ်လက်ကမုံမင်အကြောင်းနဲ့အသုံးပြုနည်းများဖြစ်ပါတယ်တောင်းဆိုထားတဲ့မိတ်ဆွေအတွက်တင်ပြခြင်းဖြစ်တော်လဲအခြားမိတ်ဆွေများအတွက်လည်းအကျိုးရှိစေတဲ့ဘဟုတုတ္တများရရှိစေပါတယ်လက်ကမုံမင်ဟာဆေးဖက်လဲဝင်ခမီးရအစွမ်းများလည်းရှိပြီးဥမာလက်ပုံစံထူးခြားတဲ့အသွင်ရှိပါတယ် လိတ်ကမုံလို့ခေါ်ရတဲ့အကြောင်းရင်းကတော့ဥကလိတ်နဲ့စင်တူလို့ပဲဖြစ်ပါတယ်။စိုက်ခါစားမှာတော့ဥကလိတ်ပုံစံမဖြစ်သေးပါဘူး။စိုက်ပြီး3လခန့်ရှိမှဥကလိတ်ပုံတံပေါ်လာတာဖြစ်ပါတယ်။စိုက်ပြီး3လထက်ရှိတဲ့လိတ်ကမုံပင်ရဲ့ဥကိုတူးကြည့်မယ်ဆိုရင်လိတ်ကလေးပက်လက်လန်နေတဲ့အတွင်ထင်ရှားပါတယ်။အချို့ပင်များဆိုရင်ခြေထောက်အတွင်ခေါင်းအတွင် အမီးအတွင်များပင်ထင်ထင်ရှားရှားပါရှိပါတယ်။ လိတ်ကမုံးပင်ဟာနေရာတမတာပေါရောက်ရှင်တန်လေးရှိပါတယ်ဂမီယာဆေးပင်တစ်မျိုးဖြစ်ပြီးအိရှိနေထိုင်သူများယုံရင်ကြမ်းတမ်းစွာပြောဆိုမိပါကလိတ်ကလေးမှာစိုက်ထားသော အိုးတွင်ရှာမရတော့ပဲအခြားအိမ်သက်အိမ်ကောင်းတို့ပြောင်းသွားတတ်ပါတယ်လိတ်ကနေရာရွှေ့ပြီးသွားလာတယ်လို့မျိုး အပင်ရဲ့ဥကရွေ့နေတတ်ပါတယ်လေကလေးရွှေရှားကစားမှမတိရပေမဲ့မိုးရွာတဲ့အခါမှာ နေရာအနှံ့အပင်များကိုတွေ့ရတတ်ပါတယ် တခါတရံအချားပင်ဆိုင်ရဲ့အမြေကြီးတူပါကလိတ်ကမုံဦးများကိုစိုက်ထားတဲ့အိုးနဲ့ဝေးတဲ့နေရာမှာလဲတွေ့ရတတ်ပါတယ်။လိတ်ကမုံပင်ဆေးဖက်ဝင်ပုံကတော့လိတ်ကောင်းယောဂရှိသူများအနေနဲ့လိတ်ကမုံဦးကိုရှုံ့ဝေးလေးတဲ့ထည့်၍အိတ်ကိုခါနောက်ပိုင်းမိညောင်ရိုးနေရာမှာခြိထားပါကလိတ်ကောင်းပြန်ဝင်သွားပြီးလိတ်ကောင်းယောဂပျောက်ကင်းစေတယ်လို့လက်တွေ့ပျောက်ကင်းသူတဦးကပြောပြပါဗျ။တချို့ကတော့လိတ်ကမုံဦးကို တွေးပြီးလိမ့်ကြပါဗျ။ လိတ်ကမုံပင်ရဲ့ကဗီယအစွမ်းများကိုတင်ပြပါမယ်လိတ်ကမုံပင်ကိုမိမိနေအိမ်ရှိမိဖို့ခန်းတနေရာမှာတန့်စင်စွာဖြင့်တည်တံ့ထားပြီးစိုက်ပျိုးပေးပါကမိမိမိသားစုစားတောက်ရေးပြေဝအဆင်ပြေစေတယ်လို့သိရပါတယ်စိုက်ပျိုးပြီးမိဖို့ခန်းမှာထားရမယ့်နေကတော့စိုက်ပျိုးမဲ့အိမ်ကအိမ်ရှင်မရဲ့မွေးနေ့မှာဖြစ်ပြီးအိမ်ရှင်မကိုယ်တိုင်ထားရှိရမယ်လို့ဆိုပါတယ် ခမီးယဆန်နဲ့နောက်ထပ်အစွမ်းတစ်မျိုးကတော့ဇနီးမောင်နှံတွေအိတ်ခမ်းထဲမှာစိုက်ပျိုးထားရင်အိမ်တော်ရေးအဆင်ပြေစေပြီးမြဲမြံစေတယ်လို့သိမှတ်ရပါတယ်။အကြောင်းတစ်ခုခုကြောင့်အိမ်တော်ရေးအဆင်မပြေတဲ့သူများလည်းတဖြည်းဖြည်းနဲ့ပြေလည်မှုပြန်ရလာစေတယ်လို့သိရပါတယ်။သတိထားစရာတစ်ခုကတော့လက်ကမုံးပင်ဆိုင်ရင် လက်တိတ်စေတယ်လို့ရှေးလူကြီးသူများကပြောကြတာတော့ရှိပါတယ်။ဒါကြောင့်စိုက်ပျိုးတဲ့သူရှားတာလည်းဖြစ်နိုင်ပါတယ်။ ရှားပါကမုံပင်တော့မဟုတ်ဘူးလို့သိရပါတယ်။ရှေးဆရာများရဲ့လက်မတိတ်အောင်လက်ကမုံပင်ဆိုင်နီးကိုလည်းတင်ပြပါမယ်။ဗုဒ္ဓဟူးနေ့မနက်9:45မိနစ်မှာစိုက်ပျိုးပါတန်ရှင်းသောရေမြေဖြစ်ပါစေ။အိမ်ရဲ့အမိုးကအောက်တွင်မစိုက်ပျိုးရလက်ဦးကောင်းပုံစံကိုအိမ်ပြင်ဘက်သို့ဥတည်ပြီးစိုက်ပျိုးပါအထက်မှာတင်ပြခဲ့တဲ့မိဖို့ဆောင်တဲ့ဇနီးမောင်နှံအိတ်ခမ်းထဲထားရှိတာကိုတော့ဘဟုတုဒ္ဒဖြစ်တာမှတ်သားထားပြီးစမ်းသက်လိုပါကတတိထားဆောင်ကြည့်တင်ပါတယ်။ ဤတွင်လက်ကမုံးပင်အကြောင်းတင်ပြလုပ်ပြီးပါပြီကမုံးစိတ်ဝင်စားတဲ့မိတ်ဆွေများတောင်းဆိုထားတဲ့အထက်ကဟင်းသားကမုံးနဲ့ကမုံးတိမ်ပြအကြောင်းကို နောက်ဗီဒီယိုမှာ တင်ပြပေးပါမယ်။နောက်လဲလောကီလောကုတ်အကျိုးရှိစေမယ့်ဘဟုတုတမျိုးစုံကိုတင်ပြပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးထားပါအောင်အစ်စ်တင်တိုင်းသိရအောင်ဘေးနာက ခေါင်းလောင်းလေးကိုနှိပ်ပြီး အော်ကိုလည်းနှိပ်ပေးထားပါအောင်ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုကြိုက်နှစ်သက်ရင် like လေးပေးမိတ်ဆွေများကိုလည်းမျှဝေပေးပြီးမေးမြန်းလိုသည်များအကြံပြုလိုသည်များလည်း comment မှာရေးပေးတော့ပါအောင်နော်ကျေးဇူးတင်ပါတယ်အားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ